မနက်ပြန်ညမှာကြည်ရမယ်ကျော်စွာဝင်း 12K ရဲ့ပွဲချမ်းများအားလုံးမင်္ဂလာပါမာရှယ်ကရမီ channel ကနေပြည်သက်အားလုံးကိုကျေးဇူးပါတယ်ခင်ဗျာ ကျွန်တော်တို့ Marshall Academy Channel အားဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေဝမ်းချမ်းမြေရှိ UFC ဆားရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall လောကကို Channel သက်တဲ့ပြည်သက်တွေနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကမြစ်တက်ရိုက်ခိုင်းနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ဒီတစ်ပတ်မှာဆိုရင်ဝမ်းချမ်းမြေရှိကကျင်းပမဲ့1 Friday Fight ပြန်ပေါ်ပါလေကျွန်တော်တို့မြန်မာ Fighter တွေပါဝင်လာခြင်းမရှိဘူး ဒါကြောင့်မလို့မြန်မာဖိုက်တာတွေရဲ့ပွဲတွေကပါနေတယ်လို့ပြောလို့ရတယ်။ဖန်ရဲ့ပွဲကလည်းဒီဇင်ဘာလ9ရက်နေ့မှာကြီးရမယ်။ဒါကြောင့်ဒီကြားထဲမှာမြန်မာဖိုက်တာတွေရဲ့ပွဲတွေကသိမ့်မရှိဘူးလို့ပထမဆုံးပြောလို့ရတယ်။ဒီကြားထဲမှာမှမနက်ဖြန်မှာဆိုရင်ကျွန်တော်တို့အခိုင်အမာဝန်းရံအားပေးတဲ့မြမကုံဆောင်ဖိုက်တာကျော်စွာဝင်းရဲ့ပွဲကိုကြည့်ရဖို့ရှိတယ်။အစကတော့ကျော်စွာဝင်းကဝမ်းချမ်းမြေရှိမှာပဲပွဲထွက်ဖို့စီစဉ်ခဲ့တာဒါကလည်းပြိတ္တာအလုံးသိမယ်ကျွန်တော်တို့လည်းခဏခဏသုံးသက်ပြင်ဆက်ခဲ့တာမျိုးတွေရှိတယ် ။သို့ပေမဲ့အချင်းနေအကြောင်းကြောင့်ကျော်စွာဝင်းရဲ့ပွဲကဖြစ်လာခြင်းတော့မရှိဘူး။ကျော်စွာဝင်းကဝမ်ချမ်ပီယံရှစ်မှာအော်တိုဘာလ31ရက်နေ့မှာဝမ်ချမ်ပီယံရှစ်1 Friday Fight ပြိုင်ပွဲမှာပွဲထိုးဖို့စီစဉ်ခဲ့တယ်။ဒါပေမဲ့ကျော်တော်ဝင်းကပွဲနီးလာတဲ့အချိန်မှာဝမ်ချမ်ပီယံရှစ်ကကျမ်းမာရေးစစ်ဆေးခြင်းတွေလုပ်တဲ့အချိန်မှာဒဏ်ရာပြဿနာရှိနေဆိုပြီး promotion ဘက်ကကျော်တော်ဝင်းကိုပွဲပေးထိုးခြင်းမရှိဘူး။ဒါနဲ့ကျော်ကြီးကပွဲမထိုးရဘူးဗျာ။ပြီးတော့သူ့ရဲ့ဒဏ်ရာကကြီးကြီးမားမားကြီးတော့ရထားတာမျိုးမဟုတ်ဘူး။ မိုင်းနာထံရလေးအဲ့ဒီအချိန်မှာကျော်စွာဝင်းကသူ့ဒဏ်ရာပြဿနာတတ်တာလာတဲ့အချိန်မှာဝမ်ချမ်မန်ရှစ်ကိုပြန်ပြီးထိုးကျင်တယ်ဆိုပြီးပြောတယ်ဒါပေမဲ့ဝမ်ချမ်မန်ရှစ်ကကျော်စွာဝင်းကိုသူတို့စီစဉ်ထားတဲ့ plan ရှိတယ်ဗျာဒါကဒီနှစ်ထဲမှာမဟုတ်ဘူးဒါက2026ခုနှစ်မှာသူတို့စီစဉ်ထားတဲ့အတိုင်းပဲကျော်စွာဝင်းကိုပွဲထုတ်ကျင်တယ်ဒါကြောင့်ဒီကြားထဲမှာကျော်ကြီးရဲ့ပွဲဝင်နေမယ်လို့ပြောလို့ရအဲ့ဒါကြောင့်မလို့ကျော်စွာဝင်းကလည်းဒီလိုပွဲမဝေးကျင်ဘူးလက်ရည်ဆန်းနေတယ် ဖက်ဒရယ်စမတ်ကလည်းကျော်တော်ဝင်ရဲ့အနေထားကဘလောက်ရှိလဲဆိုတာစမ်းနေတယ်။ဒါကြောင့်မလို့ကျော်ယူကိုမနက်ဖြန်မှာကျင်းပမဲ့လွန်ပင်နီစူပါဖိုက်မှာပွဲတည်ပေးလိုက်တယ်။တည်ပေးလိုက်ဖိုက်တာကတော့ထိုင်းဖိုက်တာပဲ။အရင်နာမည်ကြီးနေတဲ့ဖိုက်တာမျိုးလည်းမဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ရက်ကော့ပိုင်းတော်မှာတေချာလေးလာလို့မရတဲ့အနေထားတစ်ခုဗျာ။သူရဲ့ထိုးပုံထိုးပေါက်ကလည်းဘလောက်ရှိတယ်ဆိုတာလည်းတိတိကျကျပြောလို့မရဘူး။ဝမ်ချမ်းမေဂျာစင်မြင့်ထက်မှာထိုးသက်ပူတဲ့ဖိုက်တာမဟုတ်တလို့ကဘာကျော်ပရိုမိုးရှင်းကြီးဒီမှာထိုးသက်ပူတဲ့ဖိုက်တာတယောက်လည်းမဟုတ်ဘူး ကျွန်တော်တို့ကြော်သားဝင်းကမြန်မာပြည်မှာလည်းတကယ်ကိုမှဆွမ်းဆောင်ရင်ကောင်းတဲ့ fighter ပြည်သောဝင်းရမှုအားကောင်းတဲ့ fighter one time shit လို့စင်မြင်ကြီးထပ်မှာဗျာတကယ်ကိုမှမြန်မာပြည်သက်တွေမှန်းထားတဲ့ fighter တယောက်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ fighter လေးကမနေ့ကမှဘလောက်ထိလုံပြနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်။ကြော်သားဝင်းအနေနဲ့ပထမအဆုံးမွေထိုင်းပွဲထိုးမှာဆိုပေမဲ့သူ့အတွက်အထိပယ်တွေအများကြီးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဗျာ ကျော်သာဝင်းဟာအခြားမြန်မာဖိုင်တာတွေလိုမျိုးမြန်မာပြည်မှာလေ့ကျင့်ပြီးတော့မှလာပြီးထိုးတာမဟုတ်ဘူး။ထိုင်းမှာ Fedex မှာအခြေကျအောင်နေတယ်။နေပြီးတော့မှ Fedex ရဲ့ trainer တွေကဘာကျော် work class တင်းမိတ်တွေနဲ့ပေးချာလေ့ကျင့်ထားပြီးတော့မှပဲအခုလိုမျိုးပထမအဆုံးပွဲဥထွက်မှာ။ဒါကြောင့်မလို့မနေ့ပြန်ပွဲမှာနိုင်နာရှုံးတာထက်ကျော်သောဝင်းရဲ့လက်ရည်ကဘလိုမျိုးရှိနေလဲမွေထိုင်းနဲ့အသားကျနေပြီလားဆိုတာမျိုးကိုကျွန်တော်တို့ကစောင့်ကြည့်ရမယ် ကျော်စွန်ဝင်းကရိုးရလဝိကလာတဲ့ fighter ဖြစ်တဲ့ကြောင့်မလို့အခုလိုတပွဲချိုးလိုက်ုံနဲ့ရိုးရလဝိရဲ့တက်ကနစ်ပိုင်းနဲ့ရိုးရလဝိရဲ့ hand pan တွေကိုတော့သူဖြောင်းနိုင်မှာမဟုတ်ဘူးဗျာဒါက तू ထိုးတတ်လာတာကလဝိကအချာကြီးပဲရှိနေပြီဒါကြောင့်မလို့လွယ်လွယ်ကူကူနဲ့ဒီလိုမျိုး transition လုပ်ဖို့ဆိုတာကအရင်ကြီးလွယ်ကူနေတဲ့အရာမျိုးတော့မဟုတ်ဘူးတို့ပေမဲ့ကျော်ကြီးကဘလောက်ထိ လုံးပြနိုင်မလို့ဆိုတာကြည့်ရမယ်။ကဘာကျော်တင်းမိတ်ဒီချားထဲမှာလေ့ကျင့်ထားတယ်ပြီးတော့1 championship လိုမျိုးကဘာကျော် promotion ကြီးမှာထိုးတက်နေတဲ့ fighter တွေပြီးတော့ချင်းကလည်းတကယ်ကိုမှ fighters ချင်းဆိုတာကထိုင်းနိုင်ငံမှာဩဇာအာဏာအရင်ကိုလွှမ်းမိုးတဲ့ချင်း1 championship မှာတော့မှတကယ်ကိုအာဏာလွှမ်းမိုးမှုရှိတဲ့ချင်းအဲ့ဒီချင်းမှာလေ့ကျင့်ထားတဲ့ fighter ဖြစ်နေတယ်ပြီးတော့အခုနပြောသလိုမျိုးပဲ supporting ကလည်းအရင်ကောင်းနေဒါကြောင့်မလို့ဘလောက်ထိလုံးပြနိုင်မလဲဆိုတာစောင့်ကြည့်နေတာ အရင်တော့ကျော်တော်ဝန်ထိုးသက်ခဲ့တာကအလုတန်းနေထိုးသက်ခဲ့တာဗျာဒီတစ်ခေါက်ကတော့ကျော်ကြီးရဲ့ဝိတ်တွေတေးချပြီးထိုးမှာဒါကြောင့်မလို့တကယ်ကိုမှနီးစနစ်ကြကြနဲ့ထိုးမဲ့ပွဲလို့ကျွန်တော်ကတော့မြင်နေကျော်ကြီးကဒီပွဲမှာဘယ်လိုလုပ်ပြနိုင်မလဲကျော်ကြီးရဲ့ဒီပွဲဆွမ်းဆောင်ရင်ပေါ့မူတည်ပြီးတော့ဗျာဝမ်ချမ်းမြေရှိကလဲကျော်ကြီးအခွင့်အရေးတွေပေးဖို့ဆက်ဆောင်နေမှာပဲဒါကြောင့်လေဆိုတော့ကျော်တော်ဝန်ကဘလူးဖိုက်တာဆိုတော့ promotion ဘက်ကကောင်းကောင်းကြီးနားလေထားတာဒါကြောင့်မလို့ဒီပွဲမှာလက်ဆွမ်းပြနိုင်ရင်ကျော်တော်ဝန်ကိုသူတို့ကလည်းမြင်းနဲ့တနေရာကိုဆွဲခေါ်ပါဗျာ အွန်လိုင်းဆန်ခစ်အလော်မှာဝိုင်းထိုင်မြန်ရှိကလက်ရှိအချိန်မှာ promotion တွေအားထားလို့ရတဲ့ fighter တယောက် ကိုလိုက်ချနေတယ်။ကျွန်တော်တို့စီမာကလည်းမြန်မာ fighter တွေကထိုးတယ်။ဘို့ပေမဲ့လည်း promotion ကမှန်းထားတယ်လို့မဖြစ်လောက်။ promotion ကစသချင်းမှာ online ဆန်ခစ်အလော်မှာမှန်းထားတာကတန့်စင်။တန့်စင်ကိုမှန်းထားတယ်။တန့်စင်ကလည်းနှစ်ပွဲပဲနိုင်နေ။နောက်ပွဲအခု၄ပွဲဆက်တဲ့ရှုံးပွဲကျုံသွားတယ်။ promotion ကမှန်းချတဲ့ network ကလုံးဝမကိုက်တော့ဘူး။ပြီးတော့ဒုတိယတယောက်ကကိုဆိုကြီး။ကိုဆိုကြီးဆိုရင်၃ပွဲပဲနိုင်နေ။ လုံးဝဒေါ်လာတသိန်းနဲ့စာချုပ်ပေးလိုက်ဒါမဲ့လေကိုစိုးရလည်းပွဲချက်တွေထိုးရတယ်နောက်ဆုံးထိုးတက်ခဲ့၃မိနစ်လိုက်ရှုံးတယ်အခုဆိုရင်ပွဲကဘယ်ချိန်မှထိုးရမလဲအနားယူပြီးလာတော့မှသိချက်တဲတဲ့ကိုယ်ကိုမသိရသေးဘူးနောက်တစ်ယောက်ကကျွန်တော်တို့သွေးလင်းထက် သွေးလင်းထက်ကတော့တကယ်ကိုတက်ကနစ်ကောင်းကောင်းနဲ့ထိုးတက်တတ်တယ်အမြင့်ဝင်လေဗျာတဖြည်းဖြည်းနဲ့တစ်ဆင့်ချင်းတက်လာတာထိုင်းကလမေဂျောဖိုက်တာ PK ဆန်ဆိုင်ချင်းကဖိုက်တာတွေကိုတောက်လျှောက်ဖြုတ်လာတာပြီးတော့နောက်ဆုံးပွဲမှာ တကယ်ထိုင်းရဲ့ခန္ဓာဝင်ဖိုင်တာဘိုးတော်နဲ့ဆန်မီနဲ့ထိုးရတယ်ဒီပွဲမှာတော့ကျွန်တော်တို့ဖိုင်တာလေးကစွန်းစောင်းရောင်ချပြနိုင်ခြင်းမရှိခဲ့ဘူးပွဲရင်နီးတာတွေလည်းပါမယ်ပွဲပန်းတာတွေကြောင့်ဆန်မီကိုနော်တောင်းကြောင့်ထိုးနိုင်တဲ့သူလည်းနော်တောင်းပြန်ကြခံရတဲ့အမှန်နဲ့ရှုံးတယ်ဒါကြောင့်မလို့အမန်တကယ်သာအဲ့ဒီပွဲမှာသွင်းလင်းထက်ကနိုင်ရင်သွင်းလင်းထက်ကိုပရိုမိုးရှင်းကဒေါ်လာ3သိန်းနဲ့စာချုပ်ကမ်းလိုက်မယ်ကမ်းလိုက်ပြီးရင်တပြေးပြေးနဲ့ ranking စင်းဝင် fighter နဲ့တဲပေးပြီးအမြင့်ကိုဆွဲတင်နေတာဒါပေမဲ့သူတို့မှန်တာတလို့ကသွင်းလင်းထက်ကလည်းလုံးပြနိုင်ခြင်းမရှိဘူး ဒီတော့ promotion ဘက်ကမှန်းတာကအမျိုးသမီး fighter တွေမှာဆိုရင် Veronica ကိုခံမှန်းထားတယ်။ Veronica ကတော့တကယ်အဖြစ်နိုင်ကြီးအရှိဆုံးလို့ပြောလို့ရတယ်။လက်ရှိမှာဆိုဝမ်းမှာ၃ပွဲထိုးတယ်၊၂ပွဲနိုင်တဝက်ရှုံးဘလို့ပဲဖြစ်ဖြစ် record ကကောင်းနေတဲ့အနေအထားတစ်ခုကိုရောက်နေပြီ။ဒါကြောင့်မလို့ဆက်ဆောင်ကြည့်ရအောင်မယ့်အနေအထားလို့ကျွန်တော်တို့ကပြောလို့ရတယ်။ဒီတော့အမျိုးသား fighter တွေမှာဗျာ promotion ကစွဲတင်ပြီးတော့ခေါ်ခြင်းပေမဲ့လိုက်လို့မမီသေးဘူး fighter တွေကဒီတော့ promotion ဘက်ကကြော်စွာဝင်းကို online ဆန်ခက်အလွန်ပါ။ သူတို့ဘက်ကနေပြီးတော့မှမြုံမဲလို့ရတဲ့ fighter လို့သတ်မှတ်ထားတယ်ဒီလိုသတ်မှတ်တာကလည်းအကြောင်းရင်းပေါင်းများစွာရှိတယ်ဗျာကျွန်တော်တို့မြန်မာပြည်သက်တွေကကြော်ကြီးကိုတအားမှုန်းတယ်လားကြော်ကြီးကဝမ်းမဆိုတကယ်ဖြစ်နိုင်တယ်ဖြစ်နိုင်တယ်လို့ပြောရတာလေအများကြီးရှိတယ်ဗျာဘာကြောင့်လဲဆိုတော့ကြော်ဆောင်ဝင်းကတပြင်းအချို့အချို့တော့ fighter တွေလို့ပတ်စံရပြီးတော့ထိုးကျင်တဲ့ fighter မျိုးလည်းမဟုတ်ပြန်ဘူးသူကိုဝမ်းချက်မင်းရှာကန်းလိုက်တာဗျာ၅ကျင်၆ကျင်မကဘူးဒါမဲ့ကျော်စွာဝင်းကအကုန်လုံးကို reject လုပ်တယ်။ဘာကြောင့်လဲဆိုတော့သူက မွေထိုင်းပွဲထိုးကျင်တယ်ဒါပေမဲ့မွေထိုင်းတက်ကနစ်တွေသူဘာမှမလေ့လာရသေးဘူးရွှေရလဝိမှာပဲသူဆော့ဖို့သေးတာဒါကြောင့်မလို့မွေထိုင်းရဲ့နေစနစ်တွေမွေထိုင်းကဘယ်လိုမျိုးလဲဆိုတော့သူမလေ့လာရသေးသေးသူမထိုးဘူးဆိုတော့ခံယူချက်နဲ့အဲ့ဒီစိတ်တက်နဲ့ကိုသူကအခု fairness ကျင်ကိုရောက်လာပြီဗျာအခုမှအဲ့လိုမျိုးကောင်းကောင်းလေ့ကျင့်ပြီးမှပထမဦးဆုံးပွဲထွက်မှာဒါကြောင့်မလို့ကျော်စွာဝင်းရဲ့ကြီးမန်းချက်ကလည်းကြီးတယ် promotion one championship ကလည်းကျော်စွာဝင်းတို့ fighter ကိုလိုချင်နေတာဖြစ်လို့ ဘလို့အနေထားရှိလဲဆိုတာ promotion ကလည်းစောင့်ကြည့်နေမှာဖြစ်တယ်ဒါကြောင့်မလို့မနေ့ပြန်မှာကြည့်ရမယ်ကြော်ရည်ပွဲကတကယ်ကိုအရေးကြီးတဲ့ပွဲချမ်းတစ်ပွဲဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တယ်ကြော်တော်ဝင်းကဘလောက်ထိလှုပ်ပြနိုင်မလဲဘလို့အခင်းချင်းရှိမလဲကြော်တော်ဝင်းရဲ့လက်ရည်ကဘလောက်ရှိနေလဲဆိုတာကိုကျွန်တော်တို့အားလုံးစောင့်ကြည့်ရမယ်ပွဲလို့မြင်ပါတယ်ကျွန်တော်တို့ fighter လေးကလည်းယုံကြည်လို့ရတဲ့ fighter ဒါကြောင့်မလို့နိုင်ဝဲရမယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာကျော်တော်ဝင်းရဲ့ပွဲကတော့လွန်ပီနီစူပါဖိုက်မှာထိုးမယ်တွဲဆိုင်နှစ်တွဲမြောက်မှာထိုးရမယ် အဲ့ဒီပွဲကိုမနေ့ပြန်လွန်ပင်းစူပါဖိုက်ကလွန်ပင်းစတေဒီယံမှာပဲကျင်းပသွားမယ်။မြန်မာစံတော်ချိန်အပြည့်ညနေ9:00နာရီမှာပွဲဆမယ်။ကြော်ကြီးပွဲကဒုတိယပွဲဖြစ်တဲ့ကြောင့်မလို့9:00နာရီခွဲအဲ့ဒီပွင့်ချင်မှာကြည့်ရဖို့ရှိတယ်။အဲ့ဒီပွဲကို live ကြည့်ကျင်တဲ့ပရိသတ်တွေအနေနဲ့လွန်ပင်းမွေထိုင်း Facebook page ကနေဒါရိုက်ကြည့်ရှုလို့ရတဲ့အကြောင်းသတင်းကောင်းပါကြပါမယ်ခင်ဗျာ။ဒါကတော့ကြော်ကြီးရဲ့ပွဲပါ။အဲ့ဒီကြော်ကြီးရဲ့ပွဲရှိတဲ့နေ့မနေ့ပြန်မှာပဲ ကျောစာဝင်းကိုအနီးကပ်လေးချင်းပေးနေတဲ့မြန်မာပြည်သက်တွေတအားကိုမှချစ်တဲ့ Y2K ရဲ့ပွဲလည်းရှိနေပါတယ်။ Y2K နဲ့ထိုးမဲ့ fighter ကလည်းတပြင်း fighter မဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံသားကိုလောင်ဝင်းနဲ့ထိုးမှာဒီပွဲကလည်းတကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲကိုလောင်ဝင်းရဲ့ထိုးပုံကလည်းကျွန်တော်တို့အားလုံးသိတယ် Y2K ကလည်း aggressive ဆန်ဆန်ထိုးတတ်တဲ့ fighter ဒါကြောင့်မလို့ကြည့်ရတာတော့တကယ်ကောင်းမဲ့ပွဲဖြစ်လိမ့်မယ်။မြန်မာပြည်ကိုချစ်တဲ့ Time fighter နဲ့ မြန်မာနိုင်ငံသားနဲ့ထိတ်တိုက်တွေ့မဲ့ပွဲလို့ညွှန်ဆိုကြပါလေဒီပွဲကတော့ Max Muay Thai ပွဲမှာထိုးမှာ Max Muay Thai Facebook page နဲ့ YouTube channel ကနေတိုက်ရိုက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့ဒါပဲကျော်စော်ဝင်းနဲ့ Y2K ရဲ့ပွဲချမ်းလေးတွေအကြောင်းကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Martial Academy Channel ကနေအခုလို MMA နဲ့ပတ်သက်တဲ့ training တွေ1 Championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု Fire တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Subscribe လုပ်ရသေးတဲ့ပရိသတ်တွေရှင်လည်း Subscribe လုပ်ထားပြီး Notification လေးကိုလည်းနှိပ်ထားဖို့မြင်တိုင်းခံကြပါလိမ့်ခင်ဗျာပရိသတ်တို့ထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ